FM Radio ကိုနားဆင်နေကြတဲ့တော်တန်းရှင်များအားလုံးမင်္ဂလာပါရှင်။စိုက်ပျိုးရေးကိုလောက်ကင်နေကြတဲ့တောင်သူဦးကြီးတွေနဲ့စိုက်ပျိုးရေးဝါသနာပါသူတော်တန်းရှင်တွေအတွေ့စိုက်ပျိုးရေးနည်းပညာတွေကိုမျှဝေတင်ပြပေးနေတဲ့တုဒ္ဒပရိသာစိုက်ပျိုးနည်းပညာအစီအစဉ်ကိုအပတ်စဉ်ထုတ်လွှင့်ပေးနေပါတယ်။ ဒီနေ့အစီအစဉ်မှာတော့စိုက်ပျိုးရေးဦးစီးဌာနကပေးပို့လာတဲ့မိသားစုစားသုံးစီဖူလုံရေးနေကြာတင်းညက်စိုက်ပျိုးပေးဆိုတဲ့ခေါင်းစဉ်နဲ့နေကြာစိုက်ပျိုးရေးအတွက်အသိပညာနည်းပညာတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တရရှင်များရှင်ကျမတို့မြန်မာလူမျိုးတွေဟာနေစဉ်ချက်ပြုတ်စားတောက်ကြရမှာစီကိုအမြဲတမ်းအသုံးပြုကြပါတယ်။ရှေးမြန်မာမျိုးများလက်ထက်ကပင်စီရွှဲဖွဲထောင်ဟင်းဖြစ်လို့ဆိုကြပြီးတော့စီကိုနှစ်ချိုက်စွာစားသုံးခဲ့ကြပါတယ်။ ီကနေ့ခင်မှာဆိုရင်လည်းဟင်းချက်ရမှာဖြစ်စီကြော်ရမှာဖြစ်စီအတုတ်တုတ်ဆာရမှာဖြစ်စီ စီကိုမဖြစ်မနေအသုံးပြုကြပါရင်နေ့စဉ်လူတဦးစီစားသုံးမှုအနေနဲ့ပြန်ညအချင်းနှစ်ချက်သားနှစ်ချက်ခွဲသားလောက်စားသုံးနေကြပါရင်တနစ်တာအတွက်ဆိုရင်တော့လူတဦးဟာစီကို ရှစ်ပိတ်သားကိုးပိတ်သားလောက်စားသုံးနေကြပါရင်ဒါကြောင့်မိသားစုတိုင်းအတွက်စားသုံးစီဖူလုံကြီးဟာအလွန်ကိုအရေးကြီးပါရင် မိမိတို့နေစဉ်စားသုံးနေကြတဲ့စီကို တောင်သူဦးကြီးတွေအနေနဲ့တီးနှံစိုက်ပျိုးထုတ်လို့ရမှဖူလုံအောင်ဆောင်ရွက်နိုင်မင်းဆိုရင်တနိုင်ငံလုံးအတိုင်းအတာအနေနဲ့စီဖူလုံမှုကိုများစွာအထောက်အကူဖြစ်ပါတယ်။စားသုံးစီဆိုတာချက်ပြုတ်ကျွန်လောစားသုံးရမှာအစိတ်အတာမဖြစ်စေဘဲစားသုံးရန်တင့်တော်တဲ့စီမျိုးကိုခေါ်ပါတယ်။ အဓိကအားဖြင့်တော့အပင်ကနေထွက်တဲ့စီနဲ့တရိတ်ဆန်ကနေထွက်တဲ့စီဆိုပြီးတော့နှမျိုးတွေ့နိုင်ပါတယ်။ကျမတို့မြမလူမျိုးတွေစားသုံးနေကြတဲ့အတုံးများတဲ့စီတွေကတော့မြေပဲစီ၊နှမ်းစီ၊နေကြစီ၊စားအောင်စီနဲ့ပဲပုတ်စီတို့ပဲဖြစ်ပါတယ်။အဲ့ဒီသီးနှံတွေကစိုက်ပြိုးရတာလွယ်ကူပြီးတော့အဓိကသီးနှံကိုစိုက်ပြိုးရင် စီထွက်သီးနှံကိုကြားညက်ပြီးစိုက်ပြိုးသွားနိုင်တဲ့သီးနှံကတော့နေကြပဲဖြစ်ပါတယ်။နေကြကုန်တခြားသီးနှံတွေလိုပဲတီးတက်စိုက်ပြိုးနိုင်တယ်လို့ တခြားရာသီနဲ့တမျိုးမျိုးနဲ့တစ်ချိန်နဲ့တစ်ပြိုင်နဲ့ရောပြီးတော့စိုက်ပျိုးမင်းဆိုရင်လည်းရပါတယ်။ဒီလိုသီးနှံနှမျိုးကိုဗျိုင်းတူစိုက်ပျိုးတဲ့နေရာမှာသီးနှံနှမျိုးစလုံးကိုကျက်ပက်ပြီးသီးရောစိုက်ပျိုးမင်းဆိုရင်လည်းရပါတယ်။ဒီနေ့ကတော့တကယ့်ကိုလွယ်ကူပေမဲ့ပေါင်းနေနှင်းမှုနဲ့ရိတ်သိမ်းတဲ့အခါမှာတော့အခက်အခဲဖြစ်နိုင်ပါတယ်။နောက်ထပ်တစ်မျိုးကတော့အဓိကသီးနှံကိုကျက်ပက်စိုက်ပျိုးပြီးနေကြကောအတန်းလိုက်စိုက်ပျိုးနိုင်ပါတယ်။ ဒါမှမဟုတ်နေကြာကိုကျဲပဲ့ဆိုင်ပြိုးပြီးတခြားတင်းနံကိုအတန်းလိုက်ဆိုင်ပြိုးနိုင်ပါတယ်။အကောင်းဆုံးနည်းလမ်းကတော့တင်းနံနှမျိုးစလုံးကို အတန်းလိုက်ဆိုင်ပြိုးခြင်းပဲဖြစ်ပါတယ်။ နေကြာကိုပဲဒီစိန်မတ်ပဲတီးနှံတွင်နဲ့တီးညက်အနေနဲ့စိုက်ပျိုးနိုင်ပါတယ်။ပဲဒီစိန်အတန်းလေးတန်းချတိုင်းမှာနေကြာနှစ်တန်းကိုတပင်နဲ့တပင်တပေခွာပြီးစိုက်ပျိုးမင်းဆိုရင်မြေတေကမှာနေကြာစိုက်ဧရိယာ3.3ဧကရှိပြီးအထွက်နှုန်းအနေနဲ့ကတော့နေကြာ၁၀တင်းလောက်ထွက်နိုင်ပါတယ်။နေကြာတည်င်းကိုစီကျိတ်မယ်ဆိုရင်၄ဘိတ်တာ၅ဘိတ်တာထွက်နိုင်တဲ့အတွက် မေဂျာတီးညံစိုက်ပျိုးခြင်းကနေစီပိတ်တာ40 50လောက်ထပ်နိုင်ပါတယ်။ မက်ပဲနဲ့လေရောဆိုင်တဲ့အခါမှာမက်ပဲ6တန်းချတိုင်းနေကြာ2တန်းလုံးနဲ့စိုက်နိုင်ပါတယ်။နေကြာကိုတန်းကြားတစ်ပေနဲ့ပင်ကြားကိုလက်မှထားပြီးတော့စိုက်ပြူးနိုင်ပါတယ်။မျိုးစေ့အနေနဲ့တခြင်းကို3စေ့နှုံးနဲ့စိုက်မင်းဆိုရင်နိုးစီဘူး12ဘူးသုံးရပါမယ်။မြေတီကမှနေကြာစိုက် area 3.25အေကာရှိပြီးအထွက်နှုံးအနေနဲ့9.5တင်းအထိထွက်နိုင်ပါတယ်။စီကျိမ့်မင်းဆိုရင်တော့တခြင်းကို၄ပိတ်တာနှုံးနဲ့တွေ့ရင်စီပိတ်တာ30အထိ ရနိုင်ပါတယ်။ဒါကြောင့်တောင်သူဦးကြီးတွေအနေနဲ့အဓိကသီးနှံဖြစ်တဲ့ပဲဒီစိန်မတ်ပဲကနေဝင်ငွေရမှာဖြစ်တယ်လို့ကြားမြတ်စိုက်ပျိုးတဲ့နေကြာကနေလေမိသားစုအတွေ့စားသုံးစီကိုလည်းရရှိနိုင်မှာဖြစ်ပါတယ်။ ်နေကြာကိုအခြားသီးနှံတမျိုးမျိုးနဲ့ကြားမြတ်စိုက်ပြုံးမယ်ဆိုရင် ထုံလုံးမှုစရိတ်သက်သာပါတယ်ဒါကြောင့်လင်ဘာပဲစိုက်စိုက်နေကြာညှက်ဆိုင်လို့ပြောစမှတ်ပြုရလောက်အောင်ကုံချမ်းစရိတ်သက်သာပြီးတော့အကျိုးအမြတ်များများရတဲ့သီးနှံတမျိုးဖြစ်ပါတယ်အ धिक သီးနှံဖြစ်တဲ့ဘဲဒီစိမ်မက်ပဲတို့ကနေဝင်ငွေရရှိတဲ့အပြင်နေကြာကနေလည်းဝင်ငွေရရှိမှာဖြစ်တဲ့အတွက်တေအေကာတွေကနေအကျိုးအမြတ်နှစ်ခုရရှိနိုင်တဲ့စိုက်ပြိုးနည်းစနစ်ဖြစ်ပါတယ် တဒိုင်းစင်မြန်ရှင်နေကြာကိုကိုယ့်ရဲ့မိသားစုစားသုံးဖို့စီချိတ်စားမင်းဆိုရင်စီတန်တန်ကိုစားသုံးနိုင်တဲ့အခွင့်အရေးကိုရရှိမှာဖြစ်ပါတယ်။ဒါအပြင်နှလုံးသွေးကြောချင်းယောဂါ၊သွေးဒူးယောဂါနဲ့နှလုံးယောဂါတို့ကိုလည်းကာကွယ်ပေးနိုင်ပါတယ်။အဓိက ပြောပြချင်တာကတော့နေကြာစီမှာအိုမီဂါ9ဖြစ်တဲ့ Oliri Assis ညာစွာပါဝင်တဲ့အတွင်နှလုံးနဲ့သွေးကြောကျန်းမာရေးကိုညာစွာအထောက်အကူပြုပါတယ်။နေကြာစီမှာတခြားမိုက်ခရိုအာဟာရဓာတ်တွေပေါညာစွာပါဝင်တဲ့အတွက်ခန္ဓာကိုယ်ခုခံအာစနစ်ကိုတိုးတက်ကောင်းမွန်စေပါတယ်။ပင်မနွမ်းနည်မှုတွေကိုလည်းလျော့နှင်းစေပါတယ်။ဒါကြောင့်မို့တောင်သူဦးကြီးတွေအနေနဲ့နေကြာကိုစိုက်ပျိုးပြီးမိသားစုအတွက်စီကျိတ်ပြီးစားသုံးမင်းဆိုရင်စီဝယ်စားသုံးရတဲ့အိမ်သုံးစရိတ်ကိုလျှော့ချနိုင်တဲ့အပြင်မိသားစုကျန်းမာရေးကိုလည်း ဖက်တလန်းကနေကာကွယ်စောင့်ရှောက်ပေးနိုင်ပါတယ်။ဒါကြောင့်တောင်သူဦးကြီးတွေအနေနဲ့နေကြကိုတီးတက်မဆိုင်နိုင်ရင်တော့ရာသီနဲ့တမျိုးမျိုးနဲ့အတန်းလိုက်ကြားမြတ်စိုက်ပျိုးတင်မှာကြောင့်ဒီကနေ့တုဒ္ဒပရိသစိုက်ပျိုးနည်းပညာအစီအစဉ်ကနေတင်ဆက်ပေးလိုက်ရပါတယ်။တောတန့်ရှင်များအလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းတွင်ပြည့်စုံနိုင်ကြပါစေရှင်။